ဟုတ်ကဲ့ကျွန်တော်တို့စီးသွားရင်သွေးပါတယ်ဆိုရင်ကတော့ဖြစ်နိုင်ခြေလေးတွေကတော့ကြောက်ကတ်မှာစီးကြောက်တဲတာတွေကြောက်ကတ်ရောင်တာတွေစီလန်းချောင်းပိုးဝင်တာတွေစီးကြိတ်ကြီးတာမျိုးတွေဆိုရင်တော့စီးသွားရင်သွေးပါတာမျိုးလေးတွေရှိတတ်ပါတယ်ဝီတိုရီယာဆေးရုံရဲ့အတိလိုရာမေးချမ်းမရဲ့အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ ပထမဆုံးမင်းမြန်းထားတဲ့မိကွန်လေးကတော့ကိုမင်းခန့်မင်းခန့်အကောင့်ပိုင်ရှင်ကမင်းမြန်းထားတာပါစီးသွားပြီးနောက်ဆုံးမှသွေးပါလာတတ်တာပါဖြစ်နိုင်ပါလဲဆရာတဲ့အထရာဆောင်းရဲ့ကြည့်တော့လည်းအကြောင်းမရှိဘူးအမုံအမွားတွေပဲရှိတယ်လို့ပြောပါတယ်ညာဘက်ခါနောက်ဘေးချမ်းနဲ့ဝမ်ပိုက်ရေးမှကျင်နေပါတယ်တဲ့ငင်ငင်နေတတ်တာပြီးတော့ဆိုင်ငယ်စည်းတာမျိုးလှုပ်ရှားမှုများတာမျိုးဆိုရင်သွေးပူပါလာတတ်ပါတယ်ဆရာတဲ့ဘာဖြစ်နိုင်လဲပြောပြပြပါတဲ့ကြောက်ကတ်မှာစီးကြောက်တဲ့ဓာရီကြောက်ကတ်ရောင်နာတွေစီလန်းချောင်းပိုးဝင်လာတွေစီးကြိတ်ကြီးတာမျိုးတွေဆိုရင်တော့စီ ီးသွားရင်သွေးပါတာလိုလေတွေရှိတတ်ပါတယ်။အာထရာဆောင်းကြိုက်တာကြောက်မှုန့်လေးတွေတွေးရတယ်ဆိုတော့ကျွန်တော်တို့ကြောက်တဲ့နိုင်ခြင်းများတဲ့အတွက်ကြောင့်မလို့ရေများများတောက်ပေးဖို့လည်းအရင်အရေးကြီးပါတယ်။ စီလံကြောင်းပုံဝင်တဲ့လက္ခဏာတွေဖြစ်တဲ့စီးသွားရင်ပူတာကျင်တာအောင့်တာတွေစီးမကြခဏသွားတာတွေစီးသွားလို့မဝတဲ့လက္ခဏာလေးတွေရှိတယ်ဆိုရင်တော့ဆရာဝန်ထမ်းပြသပြီးတော့စနစ်တကျကုသဖို့လည်းအရေးကြီးပါတယ်။ဒုတိယမေးမြန်းထားတဲ့မေးခွန်းလေးကတော့မတ်ချူချူအေးမေးမြန်းထားတဲ့စီးချိုကြောင့်ခြေလက်ထုံကျင်နေပါတယ်ဆရာတဲ့။ဗီတာမင် B12 ချိုးတဲ့ရင်လည်းဖြစ်တတ်တယ်ဆိုတာဟုတ်ပါလားဆရာတဲ့။ဘာစီးတောက်ရမလဲဆရာရှင်တဲ့။ စီချိုယောဂတဲ့တွေမှာစီချိုယောဂကြောင့်အာယုံကြောထိခိုက်မှုတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့ခြေပြလက်ပြားတွေထုံကျင်ရခြင်းဖြစ်ပါတယ်။ဗိုက်တာမင် B12 ဓာတ်အားနဲ့ရင်လည်းခြေပြလက်ပြားထုံကျင်တာမျိုးတွေရတော့ရှိနိုင်ပါတယ်ခင်ဗျာ။ဒါကြောင့်ခြေပြလက်ပြားထုံကျင်မှုတက်တာအောင်လို့အရင်ဦးဆုံးစီချိုကိုပုံမှန်ဖြစ်အောင်ထိမ့်သိမ့်နိုင်ဖို့အရေးကြီးပါတယ်ခင်ဗျာ။အစာအတော့ကိုကစီတက်ကြွယ်ဝတဲ့အစာအတော့တွေဖြစ်တဲ့စံကြုံပြောင်းအစာရှိတဲ့အစာအတော့တွေကိုလျှော့စားပေးသင့်ပါတယ်။ချိုတဲ့အစာအတော့တွေကိုရှောင်ကျဉ်ရမယ့်အပြင်ကုန်းရစလိတ်အရက်အစာရှိတာတွေကိုလည်းရှောင်ကျဉ်သင့်ပါတယ်ခင်ဗျာ။ မြဒါအပြင်စီးကျုပ်ဆရာဝန်လေးနဲ့ပြသပြီးတော့ဈေးကိုလည်းစနစ်တကျပုံမှန်တောက်သုံးပေးဖို့လိုအပ်ပါတယ်။သွေးလက်ပတ်စီစဉ်မှုအားကောင်းအောင်လို့အားကစားကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကိုလည်းပုံမှန်လောက်ဆောင်ပေးတင်ပါတယ်ခင်ဗျာ။ ။နောက်ထပ်တတိယမြောက်မေးမြန်းထားတဲ့မိခွန်လေးကတော့မိဘမေတ္တာအကောင့်ပိုင်ရှင်အားမေးမြန်းထားတဲ့ဆရာဒူတပတ်လေလုံးတထွာပတ်လေလောက်နားနေပါတယ်ဆရာတဲ့။စေခံပြတာလည်းမတတ်တာဘူးစေတောက်ရင်တတ်တာပြီးမတောက်ရင်ပြန်ပြန်နားနေတယ်ဘလို့နေထိုင်စားတောက်ရပါမလဲဆရာတဲ့။ဟုတ်ကဲ့အဲ့လိုဒူးနာတဲ့ကိစ္စမျိုးတွေမှာကျွန်တော်တို့အရေးကြီးတာကတော့ဒူးကောင်းရဲ့အယိုးအဆက်အယွတ်အစားရှိတာတွေရောင်ရမ်းမှုရှိမရှိသိရအောင်လို့ဓာတ်မှန်ရိုက်ပြီးအယိုးဆရာဝင်နဲ့ပြတာပြီးတော့ကုသမှုခံယူဖို့အရေးကြီးပါတယ်ခင်ဗျာ။ဒါအပြင်ကျွန်တော်တို့နာကျင်မှုဖြစ်တဲ့အခါမှာအရေး းကြီးတာကတော့အကြိုက်ခဲပျောက်စေးတွေကိုကိုယ့်တဘောနဲ့ကိုတောက်သုံးတာမျိုးတွေကိုရှောင်ကျဉ်ဖို့အရေးကြီးပါတယ်။ဒူးကောင်းနာကျင်နေတဲ့နေရာကိုရေနွေးအိတ်ကပ်ပေးတာတွေလင်းစေးလေးတွေလူပေးတာလေးတွေလှုပ်ဆောင်လို့ရပါတယ်ခင်ဗျာ။နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ကိုယ်အလေးချိန်များတယ်ဆိုရင်တော့ကိုယ်အလေးချိန်ဝိတ်ကိုချော့ချဖို့အရေးကြီးပါတယ်ခင်ဗျာ။ နောက်ထပ်မေးမြန်းထားတဲ့မိကွန်းလေးကတော့မန်ဝူကြီးဆိုတဲ့အကောင့်ပိုင်ရှင်မေးမြန်းထားတဲ့ဆရာကျမအမျိုးသားကလည်းလည်းဝါပါတယ်ဆရာတဲ့။ "तू ကသူများထက်လည်းပူပူပါတယ်ဆရာ"တဲ့။ရေချိုးပြီးရင်တော့ခဏနေချွေးတွေကထွက်လာပြီးပူလာပါတယ်တဲ့။အဲ့ဒါဘာဖြစ်လို့ပါလဲတဲ့။ သူကချွေးထွက်ပြီးတော့တဲ့ပူတဲ့အခါမှာပန်ကာရှိမှာပဲအမြဲနေနေရပါတယ်တဲ့ကြာရင်ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နိုင်သလားဆရာဘာလို့ခဏခဏချွေးထွက်ရတာလဲဆရာတဲ့ရေချိုးပြီးတဲ့အခါမှာချွေးထွက်တာကတော့ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တစ်ခုတာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်နေထမ်းမှာ thermal equilibrium လို့ခေါ်တဲ့အပူချိန်ထိန်းကြီးတဲ့ဇီဝဖြစ်စဉ်အရာရေချိုးပြီးွားတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပြင်မအပူချိန်နဲ့ကိုက်ညီအောင်လို့ပြန်လည်ထိန်းကြီးပြီးတဲ့ဖြစ်စဉ်လေးတွေရှိပါတယ်အဲ့လိုအပူချိန်ပြန်လည်ထိန်းကြီးပြီးတဲ့အခါမှာချွေးထွက်တာမျိုးလေး တွေလည်းရှိတတ်ပါတယ်။ချွေးထွက်တာများတာနည်းတာတော့တယောက်နဲ့တယောက်မတူညီနိုင်သလိုပြင်ပအပူချိန်နဲ့လည်းသက်ဆိုင်မှုရှိပါတယ်။ချွေးထွက်များတဲ့ဆိုရင်တော့လူမနှုံးလွှားအောင်ရေများများတောက်ပေးသင့်ပါတယ်။ဒါအပြင်တစားရည်လည်းတောက်သုံးပေးလို့ရပါတယ်ခင်ဗျာ။ဝရတယ်ဆိုရင်တော့ဝေးချဖို့လည်းအရေးကြီးပါတယ်ခင်ဗျာ။ နောက်ထပ်မေးမြန်းထားတဲ့မိကွန်လေးကတော့မတ်မေနှင်းဆက်မေးမြန်းထားတဲ့ဆရာကြီးတဲ့ညီမညာဘက်နှာခေါင်းတစ်ဖက်ကပိတ်တယ်လို့ခံစားနေရတာ၃နှစ်လောက်ရှိပါပြီတဲ့နောက်ဆက်သွဲဖြစ်လာတဲ့အာဒီရောင်နာကိုလည်းဖျက်ထုတ်ပြီးပါပြီတဲ့အခုဟာကတဲ့ညာဘက်နားတစ်ဖက်ပါယားနေတာ၃လလောက်ရှိပါပြီတဲ့အမြဲတမ်းယားနေတာမျိုးတော့မဟုတ်ပါဘူးတဲ့နားတဲ့အဆက်ကြဆေးတွေ၃မိမှမပြောက်လို့ပါကြာရင်ပြောက်သွားနိုင်တာတဲ့ မပြောင်းရင်ရောဘလို့ယောဂမျိုးဆက်ဖြစ်နိုင်ချေရှိလဲဆရာတဲ့ဟုတ်ကဲ့နှာခေါင်းတစ်ဖက်ပိတ်တာတော့ကျွန်တော်တို့နားနှာခေါင်းလည်းကြောင်းဆရာဝင်နဲ့တိုင်ပင်ပြီးတော့နှာခေါင်းထဲမှာအတပူပါတာတွေရှိမရှိရောင်ရမ်းတာတွေရှိမရှိစစ်ဆေးပြီးမှကုသမှုခံယူသင့်ပါတယ်ခင်ဗျာ နှာခေါင်းထဲမှာအတပူပါတာတွေပါနေရှိတယ်ဆိုရင်တော့ဖြတ်ထုတ်ရတာခွဲစိတ်ရတာမျိုးလေးတွေရှိတတ်ပါတယ်နှာခေါင်းထဲမှာရောင်ရမ်းတာလေးတွေရှိနေတယ်ဆိုရင်တော့ဆေးအဆက်ချတာတွေဆေးဖြတ်ပြီးကုသရတာတွေရှိနိုင်တဲ့အတွက်ကြောင့်မလို့နားနှာခေါင်းထဲကြောင့်ဆရာဝန်နေတာတိုင်ပင်သင့်ပါတယ်နားရတဲ့ကိစ္စလေးကတော့နားတဲ့ဆေးအဆက်ချတဲ့အခါမှာဆရာဝန်ညွှန်ကြားမှုရှိတဲ့ဆေးဟူတာအဆက်ချတတ်ပါတယ်ဒါအပြင်ရေချိုးခေါင်းလျှော်တဲ့အခါမှာလည်းနားထဲကိုရေမဝင်အောင်အထူးဂရုပြုပေးတတ်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့ Manjuju အကောင့်ပိုင်ရှင်မေးမြန်းထားတယ်။ဘယ်ဘက်လမောင်းအသွင်းသားနေရာကကျင်တလိုလိုနားတလိုလိုဖြစ်နေပါရဲ့ဆရာတဲ့။အမြဲမဟုတ်ပဲတစ်ခါတည်းဖြစ်ပါရဲ့ဆရာတဲ့။ဘာကြောင့်ပါလဲဆရာတဲ့။ဟုတ်ကဲ့။ဘယ်ဘက်လမောင်းအသွင်းပိုင်းနာကျင်တာကတော့အများတော့အဖြစ်တော့ဒီလမောင်းရဲ့ အာယုံကြောနှင့်နာဖလေးတွေကိုထိခိုက်တဲ့အခါမှာလည်းနာကျင်တာလေးတွေရှိနိုင်ပါတယ်။ဒါအပြင်ကြွက်သားပြဿနာလေးတွေကြောင့်လည်းနာကျင်တာမျိုးတွေရှိနိုင်ပါတယ်။နောက်ထပ်ရှာရှာပါပါဖြစ်နိုင်တဲ့အရာကတော့နှလုံးသွေးကြောချင်းလက္ခဏာလေးတွေဖြစ်ရင်လည်းနာကျင်တာမျိုးလေးတွေရှိနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဆရာဝန်နဲ့စစ်ဆေးပြီးတော့ဥသားမှုခံယူတင်ပါတယ်။ဒါအပြင်အဲ့လိုမျိုးနာကျင်နေတဲ့အခါမှာအလေးမာတာမျိုးတွေလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာမျိုးတွေကိုလည်းရှောင်ကျဉ်တင်ပါတယ်ခင်ဗျာ။ နောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့မတ်ရွှေသင်ဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့14နှစ်သမီးယာဒီမလာဒီလို့ပါစိတ်ပူရလားစရာတဲ့လူအများစုကတော့အသက်17နှစ်ကနေ14နှစ်အတွင်းမှာယာဒီစပြီးပေါ်လေးရှိပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အခု14နှစ်မှာမလာဒီတာကတော့အရင်ကြီးနောက်ကျတာမျိုးတော့လည်းမဟုတ်သေးပါဘူးအဲ့ဒီအတွက်ခလေးစရာဝင်တဲ့တိုင်ပင်ပြီးတော့အပြူပေါ်ဝင်တဲ့လက္ခဏာတွေရှိမရှိကိုစစ်ဆေးပြီးတော့တိုင်ပင်ဆွေးနွေးတင်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့တော်ဒါလေးဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့နနအိယာထသွေးကြစေးတောက်ရင်အစာမခံမဲတောက်လို့ရလားစင်အားတဲ့သွေးကြစေးအများစုကတော့အစာမခံမဲတောက်လို့ရပါတယ်အစာနဲ့အနည်းဆုံးနိုင်ဝက်ချပြီးတော့ကြိုတင်တောက်သုံးမိခြင်းအဖြစ်ဈေးအနိုင်တင်ပို့ပြီးတော့ထိရောက်မှုရှိပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မေးခွန်းလေးကတော့မတ်မိုးမိုးနိုင်အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့ယာဒီလာရာနှစ်ပတ်လောက်ရှိပြီဘယ်လိုလုပ်ရမလဲဆရာတဲ့ယာဒီလာရာနှစ်ပတ်လောက်ရှိပြီဆိုရင်တော့တာဖာမီရဲ့ဆရာဝန်နဲ့အတိုင်းပြန်ဆွေးနွေးတင်ပါတယ်အဲ့လိုအချိန်မှာနာနာနေနေနေပါရီများများတောက်ပေးပါတန်တက်ကြွယ်ဝတဲ့ဟင်းဒီဟင်းရွက်အသားငါးများကိုစားသုံးပေးပါတန်တက်အားနည်းစေတဲ့အစားအသောက်ဖြစ်တဲ့လက်ဖက်နဲ့ပတ်သက်တဲ့စားစရာတောက်စရာလေးတွေကိုရှောင်ကျဉ်ပေးပါဒါအပြင်တန်တက်ပါတဲ့အားစင်းလေးတွေကိုလည်းတောက်သုံးပေးတင်ပါတယ်ခင်ဗျာ နောက်ထပ်မေးမြန်းထားတဲ့မိကုံလေးကတော့ခရီးခရီးဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတဲ့ဆရာကျမအသက်42နှစ်ရှိပြီယောက်ျားလည်းမရှိဘူးလုံကြီးမလာတာ3လလောက်ရှိပြီဘာဖြစ်လို့ပါလဲဆရာတဲ့လုံကြီးမလာတာ3လလောက်ရှိပြီဆိုရင်တော့ဦးကြီးနဲ့တိုင်ပင်ပြီးတော့အဆွေမျိုးကူတာတင်ပါတယ်တအိမ်ပြဿနာလေးတွေရှိမရှိလဲစစ်ဆေးပြီးကူတာမှုခံယူတင်ပါတယ်ဒါအပြင်အသက်အရွယ်အရာသွေးဆုံးချိန်နေတဲ့အတွက်ကြောင့်မလို့လုံကြီးမလာတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာ နောက်ဆုံးမေးမြန်းထားတဲ့မေးခွန်းလေးကတော့ဆမ်မီဆိုတဲ့အကောင့်ပိုင်ရှင်ကမေးမြန်းထားတာပါ။ဆရာကျွန်တော်အသက်50ကျော်ပြီ။အဲ့ဒါသွေးဆုံးချိန်နီးနေလို့ဘာအားစေးတောက်ရမလဲဆရာတဲ့။သွေးဆုံးချိန်နီးပြီဆိုရင်တော့အားစေးအနေနဲ့ကတော့တန်တတ်ပါတဲ့အားစေးလေးတွေ၊ဗီတာမင် E ပါတဲ့အားစေးလေးတွေတောက်သုံးပေးလို့ရပါတယ်ခင်ဗျာ။ မိဘပြည်သူများနောက်ထပ်သိလိုတဲ့ဂျမ်းမာရေးဆိုင်ရာမေးခွန်းလေးတွေကိုယခုဒီဗီဒီယိုလေးရဲ့အောက်မှာကွန်မန့်ပေးပြီးတော့မေးမြန်းသွားနိုင်ပါတယ်။ကွန်မန့်လေးတွေရဲ့အဖြေကိုတော့ကျွန်တော်တို့နောက်လာမယ့်သိလိုရမယ့်ဂျမ်းမာရေးအစီအစဉ်လေးမှာတစ်ခုချင်းပြန်လည်ရှင်းပြပေးပါမှာပဲဖြစ်ပါတယ်ခင်ဗျာ။သိလိုရမယ့်ဂျမ်းမာရေး